မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဥစဉ်ရဲ့ဆွေတော်မျိုးတော်များအားလုံးဥစဉ်ကတော့ဟိတေတိဆရာတော်ပါဒါတရားရှုမှတ်ပါတရားရှုမှတ်ပါသတိထားပါဝီရိယစိုက်ပါပညာနဲ့စောင့်ကြည့်ပါနှလုံးသားထဲမှာမဝင်ပါနဲ့လို့ဘုံဘုံကပြောလိုက်တဲ့အခါ လူတွေကဗာပြန်ပြောလေဆိုတော့အဲ့ဒီဘုံဘုံတို့ကဒါလောကကိုဒီလောက်ကာမဘုံကို ရောက်လာပြီးတော့ဘာမှမခံစားပေးနဲ့နေတာကိုတဲ့ပြီးတော့သူများတွေကို ပြောတယ်တဲ့เนาะဒါအတင်းပြောတာမဟုတ်ပါဘူးเนาะတကယ်တမ်းလောကကြီးမှာဖြစ်နေတဲ့အကြောင်းအရာကိုဒါဘုံဘုံတို့ကလူပါဝါလို့ပေါ့เนาะလူနဲ့နေခဲ့တာများလို့ ဘာလို့ဖုန်းကြီးဝက်နေတာတုန်းနဲ့ဟိုဘာမှမလုပ်ရဘဲနဲ့အရှောင်စားပြီးတော့မှကောင်းကောင်းကောင်းစီးချင်လို့ကောင်းကောင်းနေကောင်းကောင်းလှအောင်ဝက်ချင်လို့ဖုန်းကြီးဝက်နေတာလို့ထင်နေတတ်တယ်လူတွေဆိုတာကအဲ့လိုထင်တတ်တာပေါ့လူတွေဆိုတာအခုလေးထင်နေတော့ဘလို့ထင်နေလဲအဲ့ဒီပုံပုံတွေဘလောက်ပဲဟော်ဟော်ဘလောက်ပဲပြောပြောနော်မလုံရှာမလုံ ဘာလို့မလုတ်တာလဲဆိုတော့မင်းမိကုံရန်ကုံမိကုံရန်ကုံကကာမဂုံခံစားတော့ကာမဂုံကိုခံစားလို့ကောင်းတယ်လို့ပဲသိထားတယ်ဒုက္ခမရောက်သေးလို့အဒုက္ခလို့ကိုမသိတာဒီလူပုံကိုလာကလေးကသာယာဖို့ပဲသိတာအဲ့ဒီဘုံကြီးဘာသိလဲမင်းအဲ့ဒီဘုံကြီးခိုးမှပါတာတော့မအသုံးမချခဲ့ပေးနဲ့နော်ဒါရိုင်းရိုင်းပြောရင်အဲ့လိုပေါ့ လူတွေကနော်ဒါသားလေးတွေတမိလေးတွေဒါမိမမယူဘဲနဲ့ကိုကြမခံစားဘဲနဲ့အမျိုးမျိုးမိတ်ဆွေဆေးရုံနေတယ်အဲ့လိုလာတာလေမြတ်စွာဘုရားတော်အပြောခံရတယ်လေဒါလူလူမျိုးတုံးဝါဒါဆိုပြီးတော့မျိုးတုံးတော့တာပေါ့လေမြတ်စွာဘုရားမှာအဲ့လိုမျိုးယူဆကြတာပေါ့မဟုတ်ဘူးဒါမန်ကန်တဲ့တိကျတဲ့အသီးမဟုတ်ဘူး ဒါမန်ကန်တဲ့တိကျတဲ့အသီးဆိုတာသီလကိုဖြူစင်အောင်စောင့်ထိုင်မယ်သမာဓိကို ပေါများနိုင်မယ်ဆိုရင်ဒါမန်ကန်တဲ့တိကျတဲ့အသီးတစ်ခုကိုရမှာပေါ့အဲ့ဒါကိုပဲတရားလို့ခေါ်ထားတာတရားကိုနောက်တစ်မျိုးပြောရင်သမ္မာဒိဋ္ဌိလို့ပြောရမှာပေါ့နော်အမှန်မြင်ခြင်းတရားရဲ့အကုန်လုံးကအမှန်မြင်ခြင်းကစရတယ်အခုဦးစင်းတို့ဆွေမျိုးတွေမြင်နေတာကအမှမြင်နေတာ ဘလို့အမမြင်နေလေဖုန်ကြီးတွေဆိုရင်ကားနဲ့ဟွာထင်းနေဖုန်ကြီးတိုင်းမှာကားမရှိပါဘူးဖုန်ကြီးတွေဆိုရင်ဘာမှမလုပ်ပေးနဲ့ကောင်းကောင်းမွန်မွန်နေရတယ်အဲ့လိုထင်းနေတယ်ကိုတို့ထင်းနေတာကိုပြောပြတာပါဒါဆိုတော်သေးမှာတရားမှတ်နေတဲ့ဖုန်ကြီးတွေဘလို့လုံးမလဲနော်ဘာမှမရှိပေးနေရတာဘာမှမရှိပေးမှတရားပုံမတ်တာရှိရင်တောင်မှတရားမမှတ်ပေးနေဦးမယ်အလုံးရှုံးလို့ နော်ဘာမှမရှိလေတရားမက်နေလေတရားမက်တည်ဆိုတာကဘာမှမကဲအောင်ကိုနှလုံးသားထဲမှာအရင်ဘဝတွေကကက်လာခဲ့တဲ့တဏှာတွေလေးရှိပါစေတော့အခုဘဝမှာတဏှာအသိမဖြစ်ပေါ်အောင်မြတ်စွာဘုရားကစောင့်ကြည့်ခိုင်းတာနော်အဲ့ဒါကိုမကြည့်ပေးနဲ့ကိုတို့ကဘာလဲအရက်ကိုကြိုက်တဲ့လူကအရက်တောင်းပြီးတော့တရားကြောင်းနေလေသူတို့ဆွေးနေတာပဲအရက်ဆိုင်မှာသူတို့လည်းတရားကြောင်းသိတာပဲဒါပေမဲ့ အဲ့ဒီအရက်ကိုဘယ်လိုဖြဲရမလဲဆိုတာသူတို့မသိဘူးမသိတဲ့ချက်ကနော်အရက်ကိုဘယ်လိုဖြဲရမလဲဖုံ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 စီမှတပည့်တော်အရက်ဖြတ်ပါတယ်ဖရာလာပြီးပြောတယ်မပြတ်ဘူးရဲ့လောက်နဲ့အဓိကမိမိရဲ့စိတ်ပဲမိမိရဲ့စိတ်မှမစုံအောင်ကိုကခံယူရှက်နာကြည့်ရှက်ရှိရမယ်အဲ့ဒီအရက်ကိုမတော့နဲ့လို့မပြောဘူးသောက်တဲ့အခါကိုကသတိနဲ့သောက်ကြည့်တယ်ဒါအပြစ်ကိုမြင်အောင်လေ့ကျင့်ရမယ်ပေါ့ ပြောလို့တာကတော့အစ်ကိုမြင်မှအဲ့ဒီဟာတွေကလွဲ့မြောက်လာမှာပေါ့เนาะဖုံဖုံတို့ဘာလို့ဖုံကြီးဖြစ်တော့တာလဲเนาะတရားမဲ့တော့တာလဲဆိုတော့လောကကြီးရဲ့အပြစ်တွေကိုမြင်လို့ဘလို့အပြစ်တွေလဲအဲ့တော့ဇနီးရှိမဲသမီးတွေရလာမဲเนาะမိမယူရင်အဲ့ဒါဘာတွေဘာတွေဘာတွေအပြစ်ဖြစ်တော့လဲသမီးရရင်မကောင်းဘူးလားဇနီးရရင်မကောင်းဘူးလားအဲ့တော့ကောင်းတယ်လို့ထင်နေတာပဲလေ အခုမကောင်းဘူးတပည့်တော်မတို့ကမကောင်းဘူးထင်သွားပြီယောက်ျားမကောင်းဘူးပြောကြတယ်အဲမကောင်းတဲ့လူကလည်းမကောင်းဘူးလို့သိတော့ပြီအခုမှသိတာလေသူတို့ကနော်အခုမှနေဖူးပြီးမှသိတာလေအေးပုံပုံတို့ကနေဖူးလို့လားအဲ့လိုမေးလိုက်မယ်သူကမြတ်စွာဘုရားကရှင်းပြပြီးသားဒါဒီဟာတွေဟာနာတဏ္ဏနဲ့ပတ်သက်လာရင်သောက်လေသောက်လေငဲ့မပြီးတဏ္ဏဆင်းရည်တွင် နော်တခါမှအငဲမပြေဘူးနော်မန္တတုစัจจမင်းကြီးဟာပကြမင်းကိုအန်တူးပြီးတော့မှနော်ခံစားနေလိုက်တာပကြမင်း၃၆ရောက်တာပြောင်းတော့တယ်နေပြီမှသူခံစားနေလိုက်တာအငဲတောင်မပြေဘူးတဲ့နော်ကဲဟိုဆွေကျော်မျိုးတော်များအငဲပြေပါမလားအဲ့ဒီမိမတယောက်တည်းနဲ့လည်းအငဲမပြေဘူးနှစ်ယောက်နဲ့လည်းအငဲမပြေဘူးနော်ပြောမေဆိုရင်အရင်လေဒီလိုပဲတောင်းလေတောင်းလေအငဲမပြေဘူး ဘလောက်ပဲသောင်းသောင်းတစ်သက်လုံးသောင်းလို့သာပြေတော့မယ်အငဲမပြေဘူးအဲ့ဒီအထေးကနေရအောင်ယုံထွက်ပါတော့ပုံပုံတို့အကြံပြုလိုတာကဘလို့ယုံထွက်မလဲအပြစ်ကိုတွေးအောင်ရှာအရင်နဲ့ပတ်သက်ပြီးတော့အဲ့လိုပြောလိုက်ရောဘုံကြီးတွေကအဲ့လိုရှင်းပြလိုက်ရောမိမနဲ့ပြတ်သက်ပြီးတော့အပြစ်ကိုတွေးအောင်ရှာတယ်သူတို့ကပြီးတော့အခုရှိသေးမိမကိုလွှင့်ပြလိုက်တယ်အဲ့လိုပြောတာမဟုတ်ဘူးပြောလိုတာကနော် အဖြစ်ကိုမြင်ရင်လည်းဒါဖုန်ကြီးလာဝဲရင်လည်းတော်သေးတယ်ဒါသူမိမတွေကလည်းသဘောတူမှာပါဖုန်ကြီးလာဝဲရင်လည်းအခုကနောင်မိမယူတော့တာကြာတော့အဲ့ဒါအဖြစ်ကိုမြင်တာမဟုတ်ဘူးအဲ့ဒါတနာပူပြီးတော့တိုးတော့တာနော်အဲ့ဒါမကောင်းရင်ကြောင်းကိုပုံပုံတို့